ဒီပေါ့ဒါကိုလည်းပါပြီအသက်ရွယ်လေးရလာလူကြီးတယောက်အနေနဲ့ဒါကိုထက်ငယ်တဲ့ကလေးတွေပြောချင်တာလေအရန်လေဘယ်လိုပြောရမလဲဟိုဒီသမီးစားကိစ္စအတူတူနေတဲ့ကိစ္စတွေကိုအရန်သူတို့မှာဘယ်လိုပြောရမလဲပေါပေါပပလေးလို့အရန်တတ်မှတ်နေကြရပေါ့နော်အဲ့ဒါလုံးဝမဖြစ်တဲ့ဟိုဒါကမြန်မာနိုင်ငံလည်းဖြစ်တယ်မြန်မာလူမျိုးလည်းဖြစ်တယ်ဒါမှမဟုတ်လေမြန်မာလူမျိုးရယ်လို့မဟုတ်ပါဘူး ကိုကိုကိုအဓိကတော့ main clip တွေအနေနဲ့ကိုကိုကိုတန်မိုးထားစေချင်ပါတယ်။ဒါမြန်မာနိုင်ငံလည်းဖြစ်တယ်မြန်မာလူမျိုးလည်းဖြစ်တယ်။ဒါပေမဲ့လည်းမြန်မာလူမျိုးရယ်လို့မဟုတ်ပါဘူး။ကိုကိုကိုအဓိကတော့ main clip တွေအနေနဲ့ကိုကိုကိုတန်မိုးထားစေချင်ပါတယ်ဒီຢာကြီးကိုလေအရင်ကြီးသိရမလားဟိုယောက်ျားတယောက်နဲ့အတူတူနေလိုက်လို့ဘာမှမဖြစ်ပါဘူးဘယ်သူမှမသိဘူးဆိုမှကိုကိုကိုအတိဆုံးပဲလေချူအရင်တော့ဖြေဖို့ပါတယ်အဓိကကကိုကိုကိုအတိဆုံးပဲသူများမသိဘူးဆိုမှကိုကိုကိုအတိဆုံးဖြစ်တဲ့အတွက် ကို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 တိုင်းတန်ဖိုးထားမှာသူများကလည်းကိုကိုတန်ဖိုးထားမှာအာငါရီစားတောင်းနဲ့ပြတ်သွားလို့တော့ပါပြီငါဘွားရက်သွားပါပြီဆိုပြီးတော့တန်ဖိုးမထားဘူးဖြစ်ချင်တိုင်းဖြစ်မယ်ဆိုလို့ရှင်ပို့ပြီးတော့ဆိုပြီးဖြစ်ချင်တိုင်းအောင်ဖြစ်နေမှာအဲ့တော့ဟုတ်ရီးသားရှိရလို့ထင်နေကြလို့လေအားနေရီးသားရှိရပဲထင်နေကြတော့အော်တယောက်သေးပါလို့ဆိုပြီးတော့အမြင်အဲ့လိုမျိုးတင်ဖြစ်တာဒီတိုင်းဒီတိုင်းမှာပဲအဲ့လို ဟိုအေးပေါ့နော်ရီးစားမရှိဘူးလို့ပြောနေတာရီးစားလိုချင်လို့ပဲဖိတ်ခေါ်နေတယ်လို့မြန်ဖြစ်သွားလားမသိတကယ်တော့ကိုယ်ရီးစားရှိရလို့ထင်နေလို့မရှိချောင်းကိုကိုကပြောကြင်ညာတာပေါ့နော်အကုန်လုံးတည်အောင်လုံးဝမလိုချင်တာထက်ကိုလေစိတ်ကုံသွားတာကိုကအဲ့လိုမျိုးပေါ့နော်အကယ်ရီးစားထားတော့မယ်ဆိုပြီးတော့အဲ့လိုမျိုးလေးနည်းနည်းစိတ်ကလေးနှိမ့်လိုက်ပြီးဆိုလို့ရှိရင်ဟိုကိုယ်အဲ့လိုမျိုးပေါ့နည်းနည်း play ချင်တဲ့သူတွေကများတယ်ပြီးတော့ဟိုနောက်ပိုင်းတိလာတာလေဟိုလောကမှာ ဘေးယောက်ျားမှတစ္ဆာမရှိဘူးလို့ထင်တယ်။ဘာဖြစ်ဆိုဟိုဒါမိန်းကလေးလည်းတစ္ဆာရှိရလို့လည်းမပြောပါဘူး။မိန်းကလေးကောင်းရင်ယောက်ျားလေးကမကောင်း။ယောက်ျားလေးတွေကောင်းရင်လည်းမိန်းကလေးကမကောင်းပြန်တာ။အမဲနဲ့အကောင်းနဲ့အဆိုးကဒွန်တွဲနေတာဆိုတော့လေ။ပြီးတော့အဲ Facebook မှာလည်းအမားတို့တွေတွေ့ကြမှာပါ။တစ်ခုပြီးတစ်ခုလေ။ပြီးတော့ဟိုအခုခေတ်လူငယ်ပို့ဆိုးလာရယ်ပေါ့နော်ပျော်ပါးရေးအမ်းမှတ်ပြီးတော့မဖြစ်တဲ့နိုင်မဖြစ်တဲ့အပေါ်မှာဒီပေါ့ ဒါကိုလည်းပါပြီအသက်ရွယ်လေးရလာလူကြီးတယောက်အနေနဲ့ဒါကိုထက်ငယ်တဲ့ကလေးတွေကိုပြောချင်တာလေအရန်လေဘယ်လိုပြောရမလဲဟိုဒီသမီးစားကိစ္စအတူတူနေတဲ့ကိစ္စတွေကိုအရန်သူတို့မှဘယ်လိုပြောရမလဲပေါ်ပေါ်ပါပါလေးလို့အရန်တတ်မှတ်နေကြရယ်ပေါ့နော်အဲ့ဒါလုံးဝမဖြစ်တဲ့ဟိုဒါကမြန်မာနိုင်ငံလည်းဖြစ်တယ်မြန်မာလူမျိုးလည်းဖြစ်တယ်ဒါမှမဟုတ်လေမြန်မာလူမျိုးရယ်လို့မဟုတ်ပါဘူး ကိုကိုကိုအဓိကတော့ main ကလေးတွေအနေနဲ့ကိုကိုကိုတန်မိုးထားစေချင်ပါတယ်ဒီယာကြီးကိုလေအရန်ကြီးတည်ရမလားဟိုယောက်ျားတယောက်နဲ့အတူတူနေလိုက်လို့ဘာမှမဖြစ်ပါဘူးဘယ်သူမှမသိဘူးဆိုမဲ့ကိုကိုကိုအတိဆုံးပဲလေချူအရင်တော့ဖြေဘူးပါတယ်အဓိကကိုကိုကိုအတိဆုံးပဲသူများမသိဘူးဆိုမဲ့ကိုကိုကိုအတိဆုံးဖြစ်တဲ့အတွက်ကို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 တိုင်းတန်ဖိုးထားမှာသူများကလည်းကိုကိုတန်ဖိုးထားမှာအာငါရီစားတောင်းနဲ့ပြတ်သွားလို့တော့ပါပြီငါဘွားရက်သွားပါပြီဆိုပြီးတော့တန်ဖိုးမထားဘူးဖြစ်ချင်တိုင်းဖြစ်မယ်ဆိုလို့ရှင့် ပို့ပြီးတော့ဆိုပြီးဖြစ်ချင်တိုင်းအောင်ဖြစ်နေမှာအဲ့တော့တန်ဖိုးထားကြပါလို့ဒီကပဲပြောချင်တယ်အမုန်းခံပြီးတော့ပေါ့နော်အဲ့ဒီလူငယ်တွေဆိုအရန်ဆိုယောက်ျားလေးဆိုလို့ရှင်လဲအာမိန်းကလေးတယောက်ပြီးတယောက်နဲ့အဲ့လိုမျိုးတွေ့မြင်ရတွေ့ရတယ်တော်တော်လေးကိုတကယ်စိတ်မကောင်းလဲဖြစ်တယ်တော်တော်လေးတော်တော်လေးလဲစိတ်ပြက်မိတယ်ပေါ့နော်တယောက်ထင်းနဲ့မတင်းတိမ်ကြဘူးလားပေါ့နော်မေးချင်တာဘာဖြစ်လို့ဆိုတော့ လောကမှာလုံးဆရာတွေအများကြီးရှိရယ်ပေါ့နော်ဒီယာကြီးကိုတချို့တချို့ယောက်ျားလေးဆိုရှိရယ် sorry အများကြီးနဲ့တွေ့ရတာကိုတို့အရန်ခုံယူကြရတော့ဘာဖြစ်လို့လဲမသိဘူးတို့ညီမထင်တာတော့တို့ကိုတို့မရင်ကျက်သေးဘူးလို့ထင်တာပဲဟိုငါ sorry အများကြီးနဲ့တွေ့ရတယ်ဒီမှာတွေ့ရမလားဆိုရယ်အဲ့လိုမျိုးတို့ကိုတို့ဒါကိုခုံယူဝင်ကြွားစွာပြောကြတကယ်တော့အဲ့ဒါလေညီမထင်တာတော့အဲ့အဲ့ဒီယောက်ျားတယောက်အဲ့ဒီမျိုးသားတယောက်ကမရင်ကျက်သေးပဲနဲ့လေသူ့ကိုယ်သူဂုံယူဂုံယူရမယ့်အရာမဟုတ်တဲ့ဟာကိုဂုံလိုက်ယူနေပြီးတော့ ကိုယ့်ဘဝကိုဖျက်ဆီးနေတယ်လို့ညီမကတော့မြင်တယ်ပေါ့နော်အဲ့တော့ဟိုလုံးစရာရှိတဲ့လောကမှာအောင်မြင်မှုတွေလုံးစရာရှိတာကိုယ့်ဘဝတိုးတက်မှုတွေအများကြီးပဲဒီမိန်းမကိစ္စယောက်ျားကိစ္စဆက်ကိစ္စနဲ့ပဲဘဝကြီးကိုအချိန်မကုန်နေပါနဲ့လို့တော့ကိုကတော့ပြောချင်တယ်ဒါပေမဲ့လူမျိုးမျိုးစိတ်အထွေထွေပေါ့နော် အားလုံးကသူ့ဗီဇနဲ့သူလာကြတာဆိုတော့ဒီအရာတွေမှာပျော်မွေ့နေတဲ့သူကတော့ ဟိုအပူတွေပြောနေတယ်လို့ပဲထင်ကောင်းထင်လိမ့်မယ်လေဒါပေမဲ့ဟိုဒီအရာတွေမှာမပြောမွေ့ပဲနဲ့ကိုယ့်အလုပ်ကိုလုပ်နေကြတဲ့သူတွေကြတော့လေမတူဘူးပေါ့လေတယောက်နဲ့တယောက်က